အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မလင်တန်ကြောင့်ပြိုပြက်သွားတဲ့ဤသူတွေရဲ့အိမ်တွေကိုပြိုပြက်ရှင်းလင်းပေးပါလို့အစိုးရကိုတောင်းဆိုလိုက်တယ်ပြည်သူတို့ရဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကဲကျွန်တော်ရဲ့တင်ခင်ချင်းဒီဒါမတ်လ28ရက်နေ့7နှစ်50တပတိကဒါကျွန်တော်တို့ကံမကောင်းအကြောင်းဖလားလို့မြန်မာပြည်သူအများစု ငလင်ကပ်ပြီးစိုးချင်းနဲ့ဂျုံခဲ့ရတယ်။အဲ့တော့ဂျုံခဲ့ရတဲ့အခါမှာအဓိကတော့မန္တလေးရဲ့စကမ်းရဲ့နေပြည်တော်ရဲ့အများစုဟာအိုးရင်တိုက်တာတရားတွေပေါ့လက်တရားတွေကိုပြည့်စည်ပြီးတော့လူသေးချေပြည့်စုံတွေအများစုဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ဒီပြည့်စည်မှုတွေများတယ်သေချေပြည့်စုံမှုများတယ်တချို့မြို့ငယ်လေးတွေမှာဆိုရင်ဒါမူချိုကလေးငယ်လေးတွေနောက်ဗန်ဝန်းလေးတွေတည်ကုန်ကြတယ်။ဖြစ်တဲ့အချိန်ကလည်းလူများစုဟာစားတော့ပြီးအားယူရတဲ့အချိန်မှာဖြစ်ခဲ့တာဖြစ်တဲ့အတွက်အကန့်လုံးဆိုးသွားပါတယ်။ဒါကျွန်တော်တို့ဆိုလည်းအခုဆိုရင်ကျွန်တော်ဟိုလာကျွန်တော်မန်လေးမှာကျွန်တော်တို့ရဲ့မိဘဒီကိုမော်ရမတွေရဲ့ OA နေစရာတွေဆိုလည်းမရှိတော့ဘူး ဒါကျွန်တော်မန်လေးဟိုပြန်ဖို့အတွက်စီစဉ်ထားတာကဟိုပြန်လို့မဖြစ်တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်နေစရာမရှိတော့ကျွန်တော်တို့ပဲအများစုဒီလိုဘဝမျိုးတွေတွေ့ကြုံခံစားရတယ်လို့ကျွန်တော်ထင်ပါတယ်အဲကျွန်တော်ဆိုလို့ရှိရင်တော့ခုဒါငလင်လှုပ်ပြတာနှစ်ပတ်မြောက်ရှိသွားပြီငလင်ကြောင့်နိုင်ငံတော်ပိုင်စာအုပ်တွေပြည့်စည်တယ်ပြည်သူတွေအိုးရင်တွေပြည့်စည်ဆုံးရှုံးတယ်ဒါနိုင်ငံတော်ကြီးကဲတွေကလည်းလက်လက်ကြီးရှိအားပေးနေတာပြီးနိုင်ငံတကာကူညီကဲသေးတွေစောင့်နေတာတွေကိုကျွန်တော်တို့နေ့စဉ်တိုင်းမှာတွေ့ရပါတယ်နိုင်ငံတော်စာအုပ်တွေကတော့အားချင်းပြန်လဲတည်ဆောက်ဖို့တွေကတော့ဌာနဆိုင်ရာလိုက်ဘတ်ဂျက်ချတာပြီးစောင့်ရွက်နိုင်ပါတယ် နော်ပြည်သူတဦးချင်းပိုင်ဆိုင်တဲ့အဆောက်အဦတွေကတော့အများကြီးပြတိုက်တယ်အများကြီးနော်တချို့ထမ်းမြေဆောက်တွေဆိုရင်ပြိုကျတယ်တချို့ဒိတ်ဆောက်သွားတယ်တချို့အောက်အောက်ခြေတိုင်တွေရိုင်းနေပြက်စီသွားတယ်ပြည်သူအများစုကတော့ငွေကြေးမချမ်းသာပါဘူးနေပေါင်းပြားသာစုဆောင်ထားတဲ့ငွေကြေးတွေနဲ့ဒီဆောက်ထားတဲ့အုပ်ကြီးတွေပါအခုအများစုကတော့ပြန်ပြီးတော့မဒီဆောက်နိုင်တော့ဘူးမိမိလက်ရှိနေနေရာလေးမှာချိုးဖျက်ရမယ့်နေရာလေးမှာဖယ်ရှားပြီးတော့တဲထိုးရမယ့်နေထားပြုပါဒါမှမဟုတ်အခုလက်တလော့ခက်ခဲနေတာကပြက်စီးသွားတဲ့အဆောက်အဦတွေကိုဖျော်ဖျက်ဖယ်ရှားဖို့တဲ့ငွေကြေးပတ်တယ်တချို့ဆိုရင်350တရာလောက်ပေးမှကုန်ချမှဖြည့်ဆည်းလို့ရမယ်နေထားပါ ဒါကြောင့်ဖြစ်နိုင်ရင်အစိုးရတောင်ရှိသူတွေတွေအနေနဲ့ကတော့ညှို့နယ်လိုက်ဟုတ်လားပျက်စီးသွားတဲ့အဆောက်အဦတွေမဖြစ်မနေနေထိုင်လို့မရတဲ့အဆောက်အဦတွေကိုဖြုတ်ပြဖို့တယ်ဆင်းရဲကောက်စီချင်ပါတယ်ဆင်းရဲကောက်ပြီးတာနဲ့နိုင်ငံတော်အစီအတင်နဲ့အခမဲ့ဖယ်ရှားပေးစီလိုပါတယ်တချို့ပြည်သူတွေဆိုရင်အခုဆိုရင် online မှာပြတ်နေနေတာသူတို့နေရာပဲနေရာလေးကိုဖျက်ဆီးဖို့တယ်ဖယ်ရှားဖို့အတွက်အဆောက်အဦတွေကိုဖယ်ရှားဖို့တယ်ငွေချင်းမတတ်နိုင်ဘူးဒီခက်ခဲတွေကိုပြည်သူတွေကိုဟာလာအတီးရင်ပြန်ကြိုက်ဌာနအနေနဲ့ချပြပြီးတော့ဒါတွေကခပဲဖယ်ရှားပြီးမယ်ပြည်သူတွေတဲ့လိုရတဲ့ထောက်ပံ့မှုတွေဘာလို့ဆောင်ရွက်ပြီးမယ်ဆိုတာကိုကျွန်တော်တို့မြန်ပြည်သူများသူသိအောင် ပြောပြပေးစီလိုပါလေဗျာအားလုံးခုချိန်မှာဒုက္ခတွေကြုံနေရတာပါအချင်းချင်းလည်းမကူညီနိုင်တော့ပါဘူးအားလုံးခံစားနေရတာဗျာဒီကဆူကြီးကဒါကြောင့်ပုံမှန်လေးလေးနဲ့တောင်းရှိသူတွေပြောပြပေးစီလိုပါလေဗျာတီးပေးစီလိုပါလေ